တတ်တယ်တတ်တယ်အောင်ဘဝကြတဲ့အခါကျတော့အရေတော်ခံရတယ်ဟုတ်ပါဆိုဥပမာတစ်ခုနော်အဲလောက်တာကတယောက်ခံနေရတာတယောက်မဖြစ်ဘူးလားတုတ်တုံးကဒီဘဝကယုံနဲ့နေကလောက်သွားတာခံရတဲ့အခါကျတော့နောက်ဘဝယုံနဲ့နေကခံနေရပြန် အတကားဒီဗမာတွေပြောကြတယ်မို့လားဤဘဝဤကိုယ်ဆံနောက်ဘဝထုတ်ကိုခံဆိုပြီးတော့အဲ့ဒါလို့အတွေ့အမြင်တွေလွဲပြီးတော့ဟာနောက်ဘဝခံရတာသိတာမဟုတ်ဘူးဒီဘဝဆံဖို့ရည်ကြီးတယ်ဆိုပြီးတော့ဘဝကောင်းဖို့တွေလုပ်တဲ့ပုံစံတွေမရှိဘူးလားရှိပါပါဘုရားအဲတော့ဆက်ဆံမှုရှိနေတယ်လို့ပြောရဆက်ဆံမှုရှိနေတယ်အဲ့ဒီမှာ သင်္နာကတိကဥပမာဘာတွေနဲ့ပြောပြလို့ဆိုရင်ကိလေသာမင်းကြီးကမေးတော့ဒီဘဝယုံနယ်တွေကအကုသို့လှုပ်ထားတယ်အဲ့ဒီအကုသို့လှုပ်တဲ့ယုံနယ်ကြီးရှိသေးလားလို့ဆိုမရှိတော့သူလှုပ်ပြီးပျောက်သွားတာပဲလေလှုပ်သွားတယ်ဆိုတော့ဘလောက်ထင်ရှားတယ်ဆိုတော့လို့ကဲအိမ်မှာကိုမိသားစုတယောက်နဲ့တယောက်စိတ်ဆိုးတယ်ဒီဆိုရတဲ့တရက်ပဲစိတ်ဆိုးနောက်နေ့ကျတော့တပြူတူစားနေကြသို့သေးလား ထိတ်ဆိတ်ရှိသေးလားရှိပါဘူးဗျာစိတ်ဆိုးတော့ကစိတ်ဆိုးခဲ့ပြီးပြီးတော့ကြောက်သွားတယ်နောက်တည့်ရက်ကျတော့ဟုတ်ကဲ့လားဒါပေမဲ့အဲ့ဒီတုန်းကစိတ်ဆိုးတော့ကပြောခဲ့တဲ့ဟာတွေမှာသူတာဝန်ရှိမနေဘူးလားရှိပါဘူးရှိနေတယ်နော်သောသောစိတ်ဆိုးတော့ကစိတ်ကမရှိတော့ဘူးတာဝန်ရှိတာကနောက်ထပ်နောက်ရက်မှာစိတ်မဆိုးတဲ့အချိန်မှာလာတာဝန်ရှိနေတယ်ဆိုတော့ ဟုတ်လားလောက်တာကတယောက်ခံရတာတယောက်ဖြစ်မနေပြန်ဘူးလားအဲဟောအဲ့ဒါဘယ်လိုရှင်းမလဲလောကဥပမာမှာလဲကြည့်ဥပမာတစ်ခုပြောပြတယ်ဒီရောက်ကတည်းကဥယင်တည်းခြံကြီးလုပ်ပြီးတည်းပင်နေစိုက်ထားတယ်။ရောက်ကတည်းကသီးစားကြလို့တိတ်တဆိတ်ဝင်ပြီးတော့ခိုးစားခိုးစားတော့ဖမ်းတော့မိ။ပြည်သည်တစ်ခုဆိုပြီးတော့ယုံပုတ် ဒုက္ခတရားဆွဲအရိုက်တဲ့အခါကျတော့တရားသီးခိုးတဲ့ကောင်ပြောတယ်သူပြောတဲ့စကားကြည့်တရားသီးမခိုးပါဘူးတဲ့သူစိုက်တဲ့တရားသီးကမရှိဘူးတဲ့ဒါသီးပင်ကသီးတာတဲ့အဲ့လိုပြောလို့ရမလားဟုတ်တယ်လေအဲ့ဒီလူစိုက်တဲ့တရားသီးကတခြားတဲ့ကျွန်တော်ခိုးတဲ့တရားသီးကတခြားပါတဲ့ပြောလို့မရဘူးလားအဲ့သူသူစိုက်တဲ့တရားသီးမှဟုတ်မှာမဟုတ်တာ အခုကနောက်ထပ်အပင်ကတီးတဲ့အသေးအသေးစားတာလေစိုက်တဲ့အသေးကသွားပြီမရှိတော့ဘူးအဲ့တော့သူ့တရေသည်သူစိုက်တဲ့တရေသည်ကိုကျွန်တော်မျိုးမခိုးရပါဘူးတဲ့အဲ့တော့ကျွန်တော်မျိုးခိုးတဲ့တရေသည်ကသူစိုက်တဲ့တရေသည်မဟုတ်ပါဘူးလို့ထုချိန်ထွားသွင်းတဲ့အဲအဲ့ဒါလို့ထုချိန်လို့ရှိရင်ရုံးတော်ကလွတ်ပါမလားလွတ်ပါဘူးအဲလူတွေလုံးတဲ့ယုံကမှမလွတ်လို့ရှိရင်တဘာဝတရားကဖန်တီးပြတယ်ဘယ်လိုလုံးတော့ ဒီဘဝလောက်ထတာဟိုဘဝခံရတယ်ဆိုတော့လွတ်ပါမှာအပြည့်လို့လဲဆိုရင်ဆက်ဆက်နေတယ်ဒီဘဝယုံနံကဒီဘဝယုံနံလောက်ထတဲ့ယုံနံကချုပ်ပြီးတော့နောက်ထပ်ယုံနံတစ်ခုယုံနံတစ်ခုယုံနံတစ်ခုဆက်ဆက်လာတာ online line တစ်ခုထဲမှာအလုံးအဖြစ်နေတာဖြစ်နေသည့်အတွက်ကြောင့်လောက်တော့ကတစ်ခုခံရတော့တစ်ခုဒီလိုဖြစ်ရတာတဲ့အပြည့်လို့လို့ဆိုရင်ဒါလည်းမမြဲတဲ့သဘောကိုပြောတာ အစင်သာဝရရွိနေတဲ့အရာကြီးတစ်ခုပဲလေတတ္တိနေတာမှမဟုတ်ဘူးနဲ့အစင်သာဝရရွိအဝိပဿနာဉာဏ်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဥပမာမဲ့လူတစ်ယောက်ကိုဟာတငယ်ချင်းလို့ဆိုပြီးတော့မြင်တဲ့အခါဝမ်းသာပြီးသွားဖက်လိုက်တယ်။မြင်လိုက်တဲ့အချိန်တုန်းကယုတ်ကအဲ့ဒီဖက်လိုက်တဲ့အချိန်မှာမရှိတော့ဘူး။ဝိပဿနာဉာဏ်မြင်နဲ့မြင်မယ်ဆိုလို့ရှိရင်အဲ့ဒီလောက်ထိအောင်ပြောင်းလဲမှုကမြန်သွားတယ်။ သူဖက်လိုက်တာက copy ကိုဖက်မိနေတာဟုတ်ကဲ့လားသူကနှုတ်ဆက်လိုက်တဲ့အချိန်တုန်းကယုံနာကအဲ့ဒီလူမှာမရှိတော့ဘူးနောက်ထပ်ယုံနာတော့ဟောအဲ့ဒီနောက်ထီအောင်ဖြစ်ပြမှုကမြန်ပြီးတော့တက်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 နဲ့သွားနေတာပါအဲ့ဒီလိုရွေရှားနေတဲ့အရာတစ်ခုဖြစ်အဲ့ဒါကိုမြင်မှသောတပန်လို့အမှန်မြင်ပြီးတော့တန်တရာခင်းတယ်ဆိုတာပဒနာညာနဲ့မြင်ဖို့ အဲ့ဒီဘဝကနေပြီးလှုပ်တဲ့အကုသိုလ်လှုပ်ပြီးတော့နောင်ဘဝသွားခံရတယ်လို့ဆိုတာအပြစ်လို့ခံရတာလေလို့ပြောလို့ရှိရင်ခဏဟာပဲ။တန်ရုပ်တရားချင်းပြန်ပြီးတော့ဆက်ဆက်နေသည့်အတွက်ကြောင့်ဒုက္ခမရှိဘူး။ခဏတုန်းကတေယတိတခုဘာဖြစ်လို့မလွတ်တယ်လဲ။အိုင်ရှင်ကစိုက်ထားတဲ့တေယတိကမှဟောဒီတေယပင်ပေါက်တာကို အရှင်ဆိုင်တဲ့တရေပင်ကတရေတိကမှတရေစိကမှတရေပင်ပေါင်းသည့်အတွက်ကြောင့်ဒီလူဟာမှုခင်ကမလွတ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုရင်ပုလူဆိုင်တဲ့တရေတိကဖြစ်လာတဲ့အပင်ဟောအကြောင်းနဲ့အကျိုးဆက်နေဘူးလား။အဲ့ဒီအပင်ကတီးတဲ့အတီးဟောအကြောင်းနဲ့အကျိုးဆက်နေတယ်။အဲ့ဒီလူဆက်နေသည့်အတွက်ကြောင့်ဘောကဥရိယသူလွတ်ခွင့်မရှိ။နောက်ဥပမာလေးတစ်ခုစဉ်းစား နာဂတိကပြောထားတယ်ဥပမာလေးတစ်ခု